မကွေးတိုင်းငဖဲမြို့နယ်ရှိနိုင်ငံပြူဟာစခန်းကစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေတိုက်ဆုံတာနဲ့ထွက်ပြေးတာတွေရှိနေတဲ့အတွက်စစ်ကောင်မရှင်ကစစ်ကွန်အင်အားနဲ့ခရဲန်တွေကိုအဆက်မပြတ်ပို့ဆောင်နေရတယ်လို့သိရပါဗျ။စစ်ကောင်မရှင်ဟာဒီဇင်ဘာ3ရက်နေ့ကနိုင်ငံစခန်းကိုလမ်းသစ်နဲ့လမ်းဟောင်းနှစ်ခုလုံးကနေအင်အားအပြည့်ပါတဲ့စစ်ကြောင်းကြီးတစ်ခုနဲ့ခရဲန်တွေတင်ဆောင်ထားပြီးအဆောင်ရှောင်းလိုက်ပါလာတဲ့စစ်သုံးကားကြီး၅စီးကိုပို့ဆောင်ခဲ့တယ်လို့သတင်းရင်းမြစ်စီကသိရပါဗျ။ ပစီလန်ဟောင်းကိုအင်အားနဲ့ခရမ်းပန်ကာငါစီချင်းလင်းစစ်ကြောင်းနဲ့ဂုတ်ကြီးလန်တစ်ကိုလည်းကာငါစီချင်းလင်းစစ်ကြောင်းထိုးအဲ့လိုတက်သွားတယ်လို့သတင်းရေးမြစ်က ERI Times ကိုပြောပါရယ်ပြီးခဲ့တဲ့ဒီဇင်ဘာတရက်နေ့ကလည်းဂုတ်ကြီးရွာလန်တစ်ဘက်ကနေစင်ရအပြေပန်ကာကြီးနှစ်စီးကို နေကန်ဘက်ကို ပို့လို့ခဲ့တယ်လို့သိရပါရယ်ဒါအပြင်စစ်ကောင်မရှင်အောင်ပြီးခဲ့တဲ့နိုဝင်ဘာ30ရက်နေ့က တန်ယူပို့ဆောင်ရေးလေရင်နဲ့ဝင်ရင်ကတဆင့်ရိတ်ခါနဲ့ခရမ်းထုတ်တွေကိုနေကံပြူဟာကိုထပ်မံပို့ဆောင်ခဲ့ပါတယ်။အဲဒီလိုပို့ဆောင်ရမှာလေရင်ဘော်ကကြလာတဲ့ရိတ်ခါထုတ်တွေကိုကောက်ယူတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကိုအာရခတပ်တော် A ကလက်နက်ကြီးစနိုက်ပါတွေနဲ့ပစ်ခတ်ခဲ့လို့တေဆုံးမှုတွေရှိခဲ့တယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေစီကသိရပါဗျ။ပြီးခဲ့တဲ့နိုဝင်ဘာ25ရက်နဲ့26ရက်နေ့တွေက ၄ချောင်းကနေပို့ဆောင်တဲ့ရိတ်ခါနဲ့ခရမ်းတုပ်အချို့အေအေတပ်ဖွဲ့စီကိုရောက်ရှိသွားမှုတွေလည်းရှိခဲ့ပါတယ်။နေအီကန်တဝိုင်းတိုင်ပွဲတွေမှာပြန်လည်ပြစ်ခတ်တာတွေအပြင်နှစ်ဖက်တပ်ဖွဲ့တွေဒရုန်းတွေခြေချခဲ့တဲ့အတွက်စစ်ကောင်မရှင်တပ်ဖွဲ့ကတိုက်စုံမှုတွေရှိတယ်လို့အေအေဘက်ကလည်းထိခိုက်မှုတွေရှိတယ်လို့သိရပါတယ်။စစ်ကောင်မရှင်ကအော်တိုဘာဒုတိယဘက်ကဆလို့လက်လွတ်လိုက်ရတဲ့နေအီကန်စခန်းအစိတ်ပိုင်းချို့မှာပိတ်မိနေတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ချိန်ဆက်မိနိုင်ဖို့ စေကူအင်အားတွေကိုဇက်တိုင်ပို့ဆောင်နေတာပါအမြောင်းစစ်စင်ဌာနချုပ်မဆာခ939အတွင်းကို မကွေးတိုင်းတွင်းကတရင်တပ်ဖွဲ့တွေပြင် အခြားထုံနှုတ်တပ်တွေကိုပို့ဆောင်စုဆောင်ထားပြီးနေကန်စကန်ဘက်ကနေစစ်ကူပေးနေရတာလည်းဖြစ်ပါတယ်